ေရီမြို့သားတို့သည်တဲ့တတလောနိုင်မြို့သားတို့ထက်ထူးမြတ်သဖြင့်တဲ့နော်ဗေရီမြို့သားတွေကဗေမြို့သားတွေထက်ထူးမြတ်လဲတတလောနိုင်မြို့သားတွေထက်ထူးမြတ်တယ်နော်ဘာကြောင့်ထူးမြတ်တာလဲသူတို့ကတဲ့ဘသူပဲဟောဟောဆရာဆွဲမရှိပါဘူးဆရာဆွဲမရှိဘူးဘသူပဲဟောဟောဟောလိုက်တဲ့နှုတ်ကပတ်တရားကိုသူတို့ကအလွန်ကြီးညိုသောစေတနာစိတ်နဲ့ နားထောင်တယ်တဲ့ခံယူတယ်တော့ဆရာတွေကို လေးစားပါတယ်ဆရာတွေကို respect ရှိပါတယ်ဒါပေမဲ့ဆရာတွေကိုယိုသေးတာဒီကျန်းစာထက်လွန်ပြီးတော့ယိုသေးဖို့တော့မဟုတ်တချို့ကယိုသေးလွန်ပြီးတော့ကိုးကွယ်တဲ့အဆင့်ထိရောက်သွားတယ်ဆရာတွေဘာလို့လဲအဆင့်ထိရောက်ပါလဲကိုးကွယ်စီးကတ်တဲ့အဆင့်ထိရောက်သွားတယ်ကျွန်တော်တို့ကဆရာတွေကိုယိုသေးဖို့လိုပါတယ်ဒါပေမဲ့ကျန်းစာထက်လွန်ပြီးတော့ယိုသေးလိုက်ရင်အဲ့ဒါ ဘာပြောပြောအဲ့စီကပြောသမျှအကုန်အမှန်ဆိုပြီးတော့ကျွန်တော်ကဘာလုပ်လိုက်လဲသတ်မှတ်လိုက်ဒါကြောင့်မို့ကျွန်တော်တို့ကိုးကွယ်ရမှာဖျားသခင်တပါးဒီဝယ်ဘာလုပ်ရမှာလဲကိုးကွယ်ရမှာဖြစ်ပါတယ်ဆရာလေးကိုယူသေးရမယ်ဒါမှန်ပါလေဒါပေမဲ့ကျန်းစာထက်လွန်ပြီးတော့ယူသေးဖို့တော့မဟုတ်ဘူးဒီဆရာဟောတော့သူလဲကျန်းစာတွေကဟောတာပဲကွာဒီကျမ်းပိုက်ပဲသုံးတာပဲအားလုံးအမှန်ပါပဲအဲ့လိုမျိုးသွားပြီးတော့ကျွန်တော်ခိုင်ရီလို့မရအောင်ဘေရီမျိုးသားတို့တည်ရည်တယ်နော်တတ်တာလုံးနဲ့မျိုးသားတို့ထက်ပါလေ ထူးမြတ်တယ်နော်ထူးမြတ်ဘာကြောင့်ထူးမြတ်တာလဲအလွန်ကြီးညိုသော စေတနာ စိတ်နဲ့နှုတ်ကပတ်တရားတော်ကိုခံယူတယ်နော်ဘာအောင်ကြီးညိုတာလဲဖယားစကားကိုကြီးညိုတာနော်ဘာအောင်ကြီးညိုတာလဲဖယားစကားကိုကြီးညိုတာနှုတ်ကပတ်တရားတော်ကိုခံယူ၍တဲ့မှန်သည်မမှန်သည်ကိုဘာလို့ချင်းကတိချင်းက ကျွန်တော်မေးကြည့်မနော်ကောင်းမကောင်းလားမှန်မှန်မှန်လားဟဲ့ကျွန်တော်တို့ကနှုတ်ကပတ်တော်နားထောင်ရင်ဟာကောင်းလားမကောင်းလားဟာရည်ရလားမရည်ရဘူးလားဟာကျွန်တော်ကဘာဖြစ်လဲဟာကျွန်တော်တို့အကြိုက်နဲ့ကြိုက်လားမကြိုက်ဘူးလားကျွန်တော်ကကြိုက်လားမကြိုက်လားကောင်းလားမကောင်းလားဟဲ့အဲ့ဒီပုံမှာခိုင်ရင်တက်တယ်အဲ့ဒါကသင်ရဲ့စိတ်ခွန်အားတစ်ခုပဲရပါတယ်နှုတ်ကပတ်တော်ဆိုတာစိတ်ခွန်အားအတွက်မဟုတ် နှုတ်ကပတ်တော်ဟာအဲ့ဒီစိတ်ထက်နှက်ဆိုင်တဲ့သင်ရဲ့ဝိညာဉ်ရေးရာခွန်အားတော်ဖြစ်တယ်။စိတ်ရဲ့ခွန်အားကခဏအတာအတွင်းမှာနှုတ်ကပတ်တော်နားထောင်တဲ့တစ်ချိန်တော့အာပျော်နေတာဗောဝမ်းမြောက်နေတာဗောဟာလေလုယာဗောဒါပေမဲ့ပြီးလဲပြီးတော့တကယ်နင်လားငါလားအခက်ခဲတွေလည်းတွေ့ရောစိတ်တက်ပါဖြစ်သွားပြီလေကြပြီဝိညာဉ်ခွန်အားနဲ့ပြည့်တဲ့သူကကြိုက်တဲ့ဒုက္ခခက်ခဲလား तू ကမယိုင်မလဲသွားအောင်မပြိုလဲသွားအောင် ဒါကြောင့်မို့နှုတ်ကပတ်တော်သည်သင်ရဲ့စိတ်ခွန်အားအတွက်မဟုတ်တော့သင်ရဲ့ဘာအတွက်လဲဝိညာဉ်အနှဆိုင်ဆုံးဝိညာဉ်ခွန်အားအတွက်ဒါကြောင့်နှုတ်ကပတ်တော်ကိုနားထောင်တဲ့အခါမှာကြိုက်မကြိုက်မဟုတ်ဘူးကောင်းမကောင်းနဲ့နားမထောင်ရအောင်စိတ်တဲ့ခွန်အားအတွက်ပဲမဟုတ်ဘူး तू ကဘာလဲဘလို့ကြည်ရလဲနှုတ်ကပတ်တော်မှန်မှန်မှန်ဘာလဲဒါဟာဖရာရဲ့တမန်တရားဟုတ်လားမဟုတ်ဘူးလားဘသူဟောဟောတော့ဘသူတက်သိခံခံတော့ အာကိုကြည်ညိုတဲ့ဆရာဟောတာပဲဆိုပြီးတော့မဟုတ်ဘူးဒါကြောင့်베ရီမျိုးသားတွေကဘသူဟောဟောတဲ့အလုံးကြည်ညိုသောစေတနာနဲ့ဒါဖျားစကားဆိုပြီးတို့ခံယူပါတယ်ဒါပေမဲ့အဲ့ဒီဖျားစကားကတကယ်ဟောဖျားစကားဟုတ်ရဲ့လားဖျားရဲ့တမန်တရားနဲ့ညီလားမညီလားဆိုတော့ကိုမှန်မှန်မှန်သိခြင်းကတဲ့ကျမ်းစာကိုနေ့တိုင်းအစဉ်စစ်စစ်ကြည့်ရှုကြ၏ဘလို့ကြည့်လဲကျမ်းစာကို နေ့တိုင်းနဲ့ဘယ်လိုလဲနေ့တိုင်းကျွန်တော်နေ့တိုင်းကျမ်းစာဖတ်ရလားဟေးနော်တနေ့တစ်ခါလားနော်အဲ့တော့ကျွန်တော်တို့တာထဲမှာဘီရီမျိုးသားတွေကတော့နေ့တိုင်းမပါလောက်တာလေကျမ်းစာဖတ်တာအဲ့ဒီလိုဖတ်တာတော့မအပေါ်ရန်တမန်ကရှန်ကမဟုတ်ဘယ်လိုလဲစစ်စစ်ကြည့်ရှုတယ်ဖျားစကားဟုတ်မဟုတ်ဇကလုံးတလုံးချင်းစီအားစသူတို့ပါလောက်တာလေစစ်စစ်ကြည့်ရှုတာ ကျမ်းစာကိုစစ်စစ်ကြည့်ရှုတဲ့နှစ်ဖွဲ့ရှိတယ်တမန်ကျမ်းစာထဲမှာတစ်ဖွဲ့ကဗေရီမျိုးသားတွေဗေရီမျိုးသားကဲသို့ယုံကြည်သူတွေနောက်တစ်ဖွဲ့ကဖာရီရှဲတွေကျမ်းစာကိုစစ်စစ်ကြည့်ရှုတာမမအောင်တော့ဖာရီရှဲတွေကျမ်းစာစစ်စစ်ကြည့်ရှုတာနဲ့ဗေရီမျိုးသားကျမ်းစာစစ်စစ်ကြည့်ရှုတာတူလားဘာကွာလဲဘာကွာလဲကျမ်းစာစစ်စစ်ကြည့်ရှုတာပဲဖာရီရှဲရလဲ ဒါပေမဲ့ဘုရားသခင်နှစ်သက်လားဖာရိရှဲကိုဘုရားလက်မခံအောင်မနှစ်သက်ကျမ်းသာမဖတ်လို့မဟုတ်ဖတ်လွန်အားကြီးလို့ဖတ်တာမှစစ်စစ်ပေါ့ပေါ့ပါဘူးတော့လေဖတ်တာအဲ့ဒီတိုင်းလဲကျင့်သုံးတယ်ဖာရိရှဲတွေကဒါဆိုဘာမှားသွားလဲနှလုံးသားမှားသွားတယ်ဘာမှားသွားလဲဒါကြောင့်မို့ကျမ်းသာစစ်စစ်ရှိကြီးရှုတဲ့နှစ်ဖွဲ့ရှိတယ်ဖာရိရှဲနဲ့ဗေရိမျိုးသားယုံကြည်သူတွေဗေရိမျိုးသားယုံကြည်သူတွေကတော့ ထူးမြတ်တယ်လို့တော့မှတ်တမ်းတင်ခြင်းခံရတယ်။ဘာဖြစ်လို့လဲ။ကျမ်းစာကိုသူတို့ကြည့်ရှုတဲ့အခါမှာအလွန်ကြည်ညိုသောစေတနာစိတ်နဲ့ဖာရိရှဲတွေဒီကျမ်းစာကို ကြည့်ရှုတဲ့အခါမှာစေတနာစိတ်နဲ့မဟုတ်ပါဘူး။သူတို့ဂုံဖော်ခြင်းလို့သူတို့ဝါကြွားခြင်းလို့သူများရဲ့အချီးမွားကိုခံခြင်းလို့ဖရာသခင်အလိုတော်ခရထားသူများတွေကိုယ်လေးစားဖို့ဘာမှားနေလဲနှလုံးသားမှားနေတယ် ဒါကြောင့်မို့သင်ကျမ်းစာဖတ်တဲ့ခါမှာသင်ရဲ့နှလုံးသားမှန်ကန်ဖို့လိုအပ်တယ်ကျမ်းစာဖတ်တယ်ဆိုတာဘာလို့ဖတ်တာလဲကျောင်းကျမ်းစာဖတ်တယ်မလားဘာကြောင့်ဖတ်ရလဲကျမ်းစာကြည့်လို့အဲအချမ်းသာကျင်လို့ကျမ်းစာဖတ်ရနှလုံးသားမှားနေပြီနော်အောင်မြင်ကျင်လို့ကျမ်းစာဖတ်ရင်နှလုံးသားမှားနေပြီဖယားသခင်အချမ်းသာကျင်မပေးဘူးလားပေးပါတယ်ဖယားသခင်အောင်မြင်ကျင်မပေးဘူးလားပေးပါတယ် ဖျားဘက်ပိုင်းကဘာမှဆောရကတက်စရာအကြောင်းမရှိဘူးဒါပေမဲ့တဲ့နှလုံးသားလိုချင်တဲ့စိတ်နဲ့တခုခုအောင်မြင်ချင်တဲ့စိတ်နဲ့ရယူလိုချင်တဲ့စိတ်နဲ့ဖတ်ရင်အဲ့ဒါမှားပြီကျွန်တော်ခရိယန်တွေကတခါလေကြာရင်ဆယ်ဝတ်ထုတ်ပေးတာချဲထိုးသလိုပဲနော်ချဲထိုးလဲဆိုတော့သိရမှာနှလုံးလိထိုးရဆိုလေတစပေးလိုက်ရင်ရှစ်စားတို့ဆယ်စားတို့နော်ဘယ်နှစလဲကြောမသိဘူးနော်အစပါလို့လေအေးကကိုကတထောင်မိုးထိုးလိုက်ရင်တော့ဘာဖြစ်လဲအဲအများကြီးပြန်ရအောင်ပါလေ ဟောမှာတသောင်းဖို့ထုတ်လိုက်ရင်အများကြီးပြန်ရမှာတခါလေကျွန်တော်၁၀ဖို့ထုတ်ထည့်လိုက်တိုင်းပဲဘုရားသခင်ကျွန်တော်ဒီမှာတသိန်းထည့်နော်ကိုတော့ပြန်ပေးနော်အဲအဲ့ဒါအပေးယူဆန်တယ်လို့ခေါ်တယ်ဘုရားသခင်အဲ့နှလုံးသားကိုမနစ်သက်နော်ဘုရားသခင်အဲ့နှလုံးသားမနစ်သက်ဘုရားသခင်ကပြောတယ်ဘန်နာလိုက်တယ်ဟိုမင်းတို့၁၀ဖို့ထုတ်ရှိသမျှကိုသွင်းလိုက်ပါတဲ့ကောင်းငင်တကားကိုဖွင့်လိုက်ပြီးတော့ဘုရားသခင်မလုပ်မလဲကောင်းကြီးမြင်္ဂလာကိုအကုန်စင်သွန်းလောင်းမယ်မသွန်းလောင်းဆိုတော့ဘာလို့ပါစုံစမ်းပါတဲ့စမ်းကြည့်ပါတဲ့ ဲ့ဒီလိုစမ်းခြင်းမင်းရဲ့အသီးနှံတွေမပြတ်စည်းစေရအောင်မင်းတို့ဘုရားသခင်ကကိုယ်ကမဆမယ်အဲ့ဒါဘုရားရဲ့ဂတိတော်ဒါပေမဲ့လူအပိုင်းကအဲ့ဒါတွေလိုချင်လို့အစာပေါင်းများစွာလိုချင်လို့ကောင်းကင်ပတင်းပေါကြီးဖြန့်လို့ပြီးတော့အဲ့ဒါတွေလိုချင်တယ်ဆိုရဲနှလုံးသားနဲ့အပေးယူဆန်စွာနဲ့ပေးရင်ဘုရားမနဲ့တော့ဘုရားသခင်ကအပေးယူဆန်တဲ့ဘုရားမဟုတ်ဘုရားသခင်ကသင်အတ္တတာမတောင်းမိတဲ့ကသင်ကိုပေးခြင်းနေတယ်ဘုရားသင်တို့ပြင်ဆင်ပြီးသား အရေးကြီးတာတင့်နှလုံးသားဒါကြောင့်ငါသာတင့်နှလုံးငါအားဘေးလုံးဖျားလို့ကျင်တာတင့်နှလုံးသားအာဗြဟံစီကတူးပြီးတော့သားဣဇက်ကိုဖျားသခင်ပြန်တောင်းတဲ့အခါမှာဣဇက်ကိုလိုချင်တော့မဟုတ်ဘူးဣဇက်ကိုတတ်ပြီးတော့ဖျားကဘာလုပ်ရမှာလဲဖျားသခင်ဣဇက်ကိုလိုချင်တော့မဟုတ်အာဗြဟံရဲ့နှလုံးသားကိုလိုချင်တော့အာဗြဟံရဲ့နှလုံးသားထဲမှာဖျားပဲနံပါတ်1ဖြစ်ရအောင်အဲ့ဒီဣဇက်နံပါတ်1မဖြစ်ရအောင်ဣဇက်ကိုဖျားပေးတယ်နော် ကောင်းကြီးမင်္ဂလာရွှေငွေစည်းစိမ်ဥစ္စာအောင်မြင်ခြင်းဖျားပေးပါလေအဲ့ဒါသင်ရဲ့နှလုံးသားထဲမှာနေရာမယူတော့သင်ရဲ့နှလုံးသားထဲမှာဘယ်သူပဲရှိရမလဲဖျားပဲရှိရဒါကြောင့်မို့အာဗြဟံကိုဘုရားသခင်ဣဇက်ကိုတောင်းတယ်ဆိုတော့အဲ့ဒီဣဇက်ကိုလိုချင်တော့မဟုတ်ဘူးအာဗြဟံရဲ့နှလုံးသားကိုလိုချင်လို့ဆယ်ဘုရို့ထဲပါလို့ဘုရားပြောတဲ့ခါမှာသင်ရဲ့နှလုံးသားကိုဘုရားလိုချင်လို့သင်ရဲ့စေတနာစိတ်သင်ရဲ့ဂျေစုတုံ့ပြန်တဲ့အဲ့ဒီဘုရားပေါ်မှာထားတဲ့ချစ်တဲ့နှလုံးသားကိုဘုရားဘာလို့လဲလိုချင်တာ ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတက်တာကစံစာဖတ်တဲ့ခါမှာအောင်မြင်ခြင်းလို့ကြော်ကြားခြင်းလို့စီးစိမ်ရခြင်းလို့ဆိုရင်တော့အဲ့ဒါဘာဖြစ်ပြီလဲမားပြီပါရီရှဲတွေကစံစာဖတ်တဲ့ခါမှာသူတို့ဝါကြွားခြင်းတဲ့သဘောနဲ့ဘာလို့တာလဲဖတ်တာသူများတွေအလေးပေးခံခြင်းလို့ဟာသူများတွေသူတို့အထင်ကြီးအောင်လို့ဖះအလိုတော်လိုက်လျှောက်ခြင်းလို့မဟုတ်ဒါကြောင့်ကျွန်တော်တို့စံစာဖတ်တဲ့ဆိုတာဖះကိုသိကျွမ်းဖို့ဖះကိုသိကျွမ်းပြီးတဲ့ခါမှာလဲဖះရဲ့အလိုတော်အတိုင်းမလုပ်နိုင်ဖို့အသက်ရှင်နိုင်ဖို့ ဒါကြောင့်မို့ကိုတော်ကိုမပြစ်မှားပဲနေနိုင်မိအကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီကျွန်တော်ရဲ့နှလုံးသားထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုတူထားမှဖခင်ရဲ့အလိုတော်လမ်းထဲမှာမလုပ်နိုင်ပါလေအဲဒါမှဖခင်ကိုမပြစ်မှားတော့ဖခင်ရဲ့စန့်ကျင်မှာဆိုတာဖခင်ကိုပြစ်မှားပြီနော်ဒါကြောင့်မို့စံသားထဲမှာစံစာကိုစစ်စစ်ကြည့်ရှုတဲ့အဖွဲနှစ်ဖွဲရှိတယ်စံစာစစ်စစ်ကြည့်ရှုတိုင်းမှားတာမဟုတ်ဘူးနော်နှလုံးသားမှန်ကန်စွာနဲ့စံစာကိုမလုပ်တတ်ဖို့လို့လေစစ်စစ်ကြည့်ရှု